ဒီနေ့မျှဝေပေးမှာတော့ဒီဖို့ပြည့်ရဲ့ကိုကြောင်းနဲ့တခြင်းလေးပေါ့နော်။ဒီကဒီတခြင်းကတော့ GK လေးနဲ့ပေါ့နော်။ GK လေးနဲ့မျှဝေပေးမှာဖြစ်ပါတယ်။အဲဒီတော့ဘယ်လိုလေးလာမလဲဆိုတော့အဲဒီပိုင်းလေးကိုအရင်မျှဝေပေးမှာပေါ့နော်။အရင်ဆုံး၄၅ဘွက်ပေါ့နော်။၄၅ဘွက်ကနေပြီး၄၆ဘွက်ကိုဆလိုက်ဆွဲမယ်။ပြီးတော့၃၅ဘွက် ဒီ၃ကျိုး၄ခွက်၃ကျိုး၄ခွက်ကနေပြီး၃ကျိုး၅ခွက်ကိုဟမ်းမအောင်လေးနဲ့တွားတာပေါ့နော်အဲအဲ့လိုလေးတွားတာပေါ့ပြန်လေးပြန်မယ်နော်အဲ့လိုလေးပေါ့နော်ပြီးတော့လေကျိုးခုနှစ်ခွက်ကိုပြန်တက်မယ်ပြီးတော့လေကျိုးငါးခွက်ပြီးတော့သုံးကျိုးကိုးခွက် တုံးကျိုးခုနှစ်ကွက်ကနေရကိုးကွက်ကိုဆက်လိုက်လေးဆွဲမယ်ပေါ့နော်အဲ့လိုလေးပေါ့နော်ဒီတန်းပြီမတော့အဲ့လိုကြီးတန်းမတော့ဘူးပေါ့နော်ဒီဒီခုနှစ်ကွက်ကနေပြီးတော့ကိုးကွက်ကိုဆက်လိုက်ဆွဲမယ်ပြီးတော့လေးကျိုးငါးကွက်လေးကျိုးခုနှစ်ကွက်ပြီးတော့တုံးကျိုးငါးကွက်ပေါ့နော်ပြီးတုံးကျိုးလေးကွက်ပြီးတော့အပေါ်လေးကျိုးငါးကွက်ကိုပြန်တက်မယ် ီတော့၄ကျိုး9ခွတ်ပြနောက်တစ်ပိုင်းကြတော့အဲ့လိုလေးပေါ့နော်ဘာလို့လဲဆိုတော့၄ကျိုး၅ခွက်၄ကျိုး၄ခွက်ပြီးတော့၄ကျိုး၅ခွက်ပြီးတော့၅ကျိုး9ခွက်၅ကျိုး ငါးခွက်ပြီးငါးကျိုးခုနှစ်ခွက်ကိုပြန်တော့မယ်ပြီးငါးကျိုးသုံးခွက်ပြီးငါးကျိုးသုံးခွက်မှာနောက်တစ်ချက်ထပ်ဒီမယ်ပြီးငါးငါးကျိုးနှစ်ခွက်ပြီး6ကျိုးငါးခွက်6ကျိုးသုံးခွက်အဲအဲ့လိုလေးလာမှာပေါ့နော်ကျွန်တော်ပြန်ကြည့်ပြမယ်နောက်တော့ဘာကြဘလို့လာမလဲဆိုတော့ ဘယ်လိုလဲဆိုတော့ဒီ9ခွက်ကနေပြီးတော့10ခွက်ကို slide လေးဆုံးမှာပေါ့နော်ပြီးတော့10ခွက်ကိုတောင်းမယ်2ကျိုး10ခွက်ပြီးတော့2ကျိုး10ခွက်ပြီးတော့2ကျိုး9ခွက်ကနေပြီးတော့ hammer ဝင်လေးပေါ့မယ်နာအဲ့လိုလေးပေါ့နော်ပြီးတော့2ကျိုး10ခွက်ကိုပြန်တက်မယ် ပြီးတော့2ကျိုး6ကွက်ပြီးတော့2ကျိုးကိုပြန်ဆင်းမယ်2ကျိုး10ကွက်ကနေ12ကွက်ကိုစလိုက်ဆွဲမယ်ပြီးတော့2ကျိုး6ကွက်ပြီးတော့2ကျိုး10ကွက်ပြီးတော့2ကျိုး6ကွက်2ကျိုး9ကွက်လိုလေးပေါ့နော်အဲအဲ့လိုလေးပေါ့နော်ပြီးတော့2ကျိုး6ကွက် ပြီးတော့2ကျိုး30ခွက်အဲအဲ့လိုလေးပေါ့နော်ပြီးတော့နောက်ဆုံးကြတော့အဲအဲ့လားလေးကြတော့2ကျိုး10ခွက်ပြီးတော့2ကျိုး5ခွက်ပြီးတော့3ကျိုး5ခွက်အဲအဲ့လိုလေးပေါ့နော်ကျွန်တော်လည်းကျွန်တော်တိထရာလေးကိုပြန်ပြီးပြင်ပြပေးရပါတော့နော်အားလုံးလိုက်ကြည့်လို့အဆင်ပြေကြပါစေ။